ဆိုပြီးဒီစင်နဲ့ဟိုရရဲ့လက်ထက်မဲ့ကိစ္စကတော့အခုပြီးတခုကိစ္စတွေကတော့ကြီးလာနေတာပဲဗျာနော်တိတိကျကျပဲကျွန်တော်တို့ဆိုပြီးဒီစင်ရဲ့အမကြီးဖြစ်တဲ့စုမြတ်သူစားပေါ့ဗျာစုမြတ်သူစားကတော့သူ့ရဲ့ညီမလေးကိုအပြိုကြီးအနေနဲ့ပဲသက်သက်လုံးနေစေချင်တယ်နော်အိမ်ထောင်ပြူတာကမကောင်းဘူးနော်လူသားအနေနဲ့တယောက်တည်းနေနိုင်ရင်လောကမှာအကောင်းဆုံးပဲအပျော်ရှင်ရဆုံးပဲဆိုပြီးတော့ဒီနေ့အင်တာဗျူးမှာပြောကြားသွားခဲ့တယ်ပြီးတော့ဒီကြားထဲမှာသတင်းတွေထွက်လာတာကဒါ စုပြီးတစင်ရဲ့အမေနဲ့အဖေပြเนาะစုပြီးတစင်ရဲ့အမေကဟင်းဝရံနဲ့တိတ်ပြီးတော့သဘောမတွေ့ဘူးလို့ဆိုထားပဲဖြစ်ပါတယ်ဟင်းဝရံကအရင်ကဝမ်းစုခိုင်သိန်းကိုခိုးပြေးပြီးမှเนาะစားချင်တိုင်းစားပြီးမှသူကတာဝန်မရှိတဲ့သူဖြစ်တယ်။ဒါမျိုးဆိုရှိခဲ့တယ်။သူတို့ရဲ့သမီးလေးဖြစ်တဲ့เนาะစုပြီးတစင်ကြတော့လုံးဝကိုအပြစ်အနာစာကင်းမိတဲ့ဒါအပြူစင်မင်းသမီးလေးပဲဖြစ်တယ်ပေါ့เนาะဒါစုပြီးတစင်ဟာရီးစားလေးတကားမှမထားခဲ့ဘူးဘူးအခုထားမယ်ဆိုရင်တော့ဒီဟင်းဝရံနဲ့ပဲအခုဖြစ်နေတာပေါ့เนาะ တော့အရန်ကိုမှဖြူစင်တဲ့ရိုးသားတွေကြိုးစားတယ်။သမီးအလေးမလေးပေါ့နော်မိဘကိုလည်းအရန်တည်တဲ့မိဘကိုလည်းစောင်းလျှောက်တဲ့ကျွေးမွေးတွေနော်ဆရိတ်ကကြတော့ဒါတကယ့်ကိုမှမိဘအတွက်အဖိုးမဖြစ်နိုင်တဲ့အသူဒီတော်မိသမီးလေးပဲဖြစ်ပါတယ်။ဆိုတော့အခုဟင်းဝရံနဲ့ပေးစားရမယ်ဆိုတော့နော်ဒါဆူမြတ်သူစားတို့ရောနော်ပြီးတဲ့ကကြတော့ဆူပြည့်ရဲ့အမီရောအဖေရောစဉ်းစားပါရယ်။နော်များစွာသမီးရှိရင်ဘက်ကများစဉ်းစားရပါရယ်။ကိုသမီးကိုလက်ထပ်မဲ့သူကတကယ်ပဲကိုသမီးကိုတာဝန်ယူပြီးတော့လှုပ်ချွေးမဲ့သူလား။ မိဘရဲ့လှုပ်ရှားထိုင်ရှားနေတဲ့သူလားဘယ်လိုလူစားမျိုးလဲဆိုတာတို့အနေနဲ့များစွာစဉ်းစားရပါတယ်အခုချိန်မှာဆုမြတ်သူစာရေးရှိကနေထွက်လာပြီးတော့เนาะဒါဆွေပြည်သင်းလေးကိုတယောက်ထည့်ပြဖြတ်သန်းစေချင်တယ်ဆိုတဲ့စကားကဟင်းဝရနဲ့သဘောမတူဘူးဆိုတဲ့အနေထားမှာတက်ရောက်နေတာဖြစ်တဲ့အတွက်ပြည်သက်တွေကလည်းအောင်းအော်ခဲ့ရပါတယ်เนาะ